မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေစနေသားသမီးတွေအတွက်ဆရာကဒီ2025ခုနှစ်အော်တိုဘာလ22ရက်ကနေလာကုန်ဒီတပတ်စာတားတော့နဲ့ကညီမကိုဟောကြားပေးမှာဖြစ်ပါတယ်ပုံမှန်ဆိုရင်ဆရာကဒီဗီဒီယိုကတင်ပြီးပြီးတော့တို့တော့ဆရာအနေနဲ့ဒါကပြန်ပြီးတော့ရိုက်ရှင်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အဲဆရာအနေနဲ့ကမိတ်ဆွေတို့အသိဖြစ်မဲ့ကျွန်တော်ဗီဒီယိုရည်သူကြီးကိုအကောင်းဆုံးဖြစ်အောင်နဲ့အော်ဒါခါလီမှာစိုက်ကြည့်သွားတဲ့အခါကျွန်တော်မိတ်ဆွေတွေကြည့်ရတာအဆင်ပြေအောင်เนาะ ဟိုစိုက်ဗီဒီယိုရိုက်တဲ့အခါမှာလည်းဗီဒီယိုစိုက်ကြည့်များရင်မိတ်ဆွေတို့တချို့ကြတော့နေထားကြည့်တဲ့သူတွေဖုံးပေကုန်မှာဆိုလို့ကျွန်တော်အနေနဲ့ဗီဒီယို resolution ကစလို့ဟောကြည့်ရဲ့မြင်ကွင်းကစလို့ကျွန်တော်ကတစင်ချင်းတစင်အကောင်းဆုံးတက်နိုင်လို့ပြောင်းစူးစမ်းလာတာကျွန်တော်မိတ်ဆွေကျွန်တော်ကိုအများနဲ့စောင့်ကြည့်နေတဲ့သူတွေဆိုသိပါလိမ့်မယ်အဲဒါကြည့်ကျွန်တော်အနေနဲ့အခုအဲ့ဒီရှေ့ရက်ကဆရာဒီရက်တနင်္ဂနွေနေ့တနင်္လာလို့အခြားနေ့သားလေးတင်တဲ့အခါမှာကျွန်တော်ရဲ့ editor ညီလေးက ဲဟောစတန်းနေနဲ့မတိတွေ့တာသူရဲ့ editor လုံးမှာတော့သူကောင်းကောင်းကိုကျွမ်းတယ်သူကရိုးရိုးတာမှန်မဟုတ်ဘူး professional ချက်ချကိုတတ်တယ်သို့တော့ဟောစတန်းနေကြတော့ video ဟောစတန်းနေကြတော့မတိတွေ့တော့သူကဥပမာပေါ့တနင်္လာတနင်္လာနေ့ video လေးတွားပြီးတော့မှားပြီးဆက်လက်လုပ်မိတာမျိုးလေးတွေအဲတောက်ကြနဲ့ပတ်သက်ဗုဒ္ဓဘုရားပတ်သက်ပြီးတော့လွဲတာမျိုးလေးရှိတဲ့အခါကျတော့အဲအချုပ် comment တွေမှာစစောဝါးတိုက်ခိုက်မှန်လာတာလေးတွေ့ပါတယ် ဒီလိုတိုက်ခိုက်တော့လေအကြံပြုကြအကောင်းဆုံးနဲ့ပြောတာဆိုရင်ကျွန်တော်ဘာမှပြောထုတ်တူပဲကျွန်တော်ဟောစတိုင်းကိုကြည့်နေကြလူတွေကလာပြီးတော့ဗလိမ့်တာဆိုရင်မပြောလို့ဘူး TikTok မှာလည်းတွေ့တယ် Facebook မှာလည်းတွေ့တယ်တချို့ကအရင်ကြီးဟိုရွယ်ချက်ရှိရှိဒီ level ထဲကပဲတိုက်ခိုက်တာလည်းတွေ့ပါတယ်ထို့အတူတခြားလူတွေကြတော့လေအဲသူတို့တွေကြုံတွေ့ခဲ့မှုတွေ emotional ခံစားချက်နဲ့တိုက်ခိုက်တာလည်းဖြစ်မယ်ဒါပေမဲ့ခင်ဗျားတို့သိထားပါတိုက်ခိုက်တဲ့သူတွေပြောချင်ပါတယ်ဇေယျငယ်ဆိုတာဒီနေရာမှာကျွန်တော်ဒီလိုရက်တည်နေတဲ့အရှင်တွေအတခုအတိုင်းတာအနည်းငယ်လေးတစ်ခုတည်းမှာလေကျွန်တော်ကိုကျွန်တော်လိပ်ပြလုံးနေလိပ်ပြလုံးနေအပြင်ကို ကျွန်တော်ဘယ်စဆီအောင်ကလည်းမတိုက်ခိုက်တယ်လို့ကိုယ့်အကူအရှိကိုရှိတိုင်းစတယ်ကလည်းချပြထားတယ်လို့ကျွန်တော်ဘာမှလည်းမမှန်တာမရှိတယ်လို့ခင်ဗျားတို့လိန်မှုတာတစ်ခုတွေ့ရင်ချပြပါဒါပဲနောက်တစ်ခုအနေနဲ့ကျွန်တော်ဘတ်ထုကလိန်လည်းမလိန်ဘူးညာလည်းမညာဘူးခင်ဗျားတို့တွေ့ဘူးတို့လျှောက်လည်းမစားဘူးဟောက်လည်းမစားဘူးလိန်လည်းမစားဘူးကျွန်တော်ဒီပါဗီဒီမင်းအမေရိကန်စစ်စံရုပ်စေတနာကောင်းကြောင်းလို့မပြောလို့ပဲမယ်ကျွန်တော်ရှိကြည့်ဘူးတဲ့ဒီတိုင်းကျွန်တော်ခေါက်ကန်လာဘူးတဲ့ဒီတိုင်းသိတယ်ဒါပေမဲ့မနာလိုစိတ်ကြီးရမမုန်းဘူးကနဲ့ဒါပြင်နောက်တစ်ခုအနေနဲ့ကျွန်တော်ဘာပြောချင်တာလဲဆိုတော့အဲ့ဒီလိုတိုက်ခိုက်တဲ့မိတ်ဆွေခင်ဗျားတို့ ကိုကိုကိုတိပါနားလေပါဒါလေးတစ်ခုပဲပြောချင်ပါလေဒီခါလေးမှာတချို့အရာလေးမှာအဲဟိုအဝေးဖန်တာကိုလက်လက်ခံတယ်ခင်ဗျားတို့ကိုစရင်သွင်းလို့ပြောပြနေတာမဟုတ်ဘူးဒီခါလေးကျတော့တချို့အရာလေးမှာလူဆိုတာမှားတတ်တာဒါကိုလည်းကျွန်တော်ကိုယ်တိုင်ကျွန်တော်အာမတောင်းမှန်ပါလေဆိုတောင်းမှန်တာလေဒါကိုခင်ဗျားတို့ဘာလို့အဲ့လိုတိုက်ခိုက်တာဒါလေးတစ်ခုလေးကျွန်တော်ပြောချင်ပါလေလူဆိုလူလိုတိပါခင်ဗျားတို့တွေ့ဘူးတို့လိုဒိန်နဲ့မစားတယ်လို့ကျွန်တော်ကဟောက်နဲ့မစားတယ်လို့ကျွန်တော်ဒီနေရာဒီအချိန်ကြီးရက်တည်နေတဲ့ကာလမှာသစ္စာစုရဲပါလေ ကျွန်တော်ဘူးကမှထောက်ခံမပေးပါဘူးဒါလေးသိထားဖို့လိုအပ်ပါတယ်ခင်ဗျားတို့လာတိုက်ခိုက်လို့ရိမ့်နဲ့ရိမ့်ဟိုင်းသွားမယ်ဆရာကြီးတဲ့မှာကျွန်တော်မပါဘူးလို့ပြောရင်းနဲ့ကဲစနေသမီးတွေကခေါ်လိုက်ကြရအောင်ကျေးဇူးတင်ပါတယ်တိုက်ခိုက်တဲ့သူတွေစိတ်ဆိုးလို့ပြောတာမဟုတ်တော့တခါလေမှာမစ္စရိယစိတ်ငွေတဲ့အခါတခါလေမှာတိုက်ခိုက်လို့စိတ်ငွေတဲ့အခါသူများကိုမတိုက်ခိုက်မှာကိုယ့်ရင်ဘတ်ထဲမှာအာဟုတုစိတ်အရင်ဖြစ်ပေါ်တာကိုသိထားဖို့လိုအကြောင်းနဲ့တခါလေမှာတစ်ဖက်ကမှန်နေတာကိုသွားတိုက်ခိုက်ရင်ခင်ဗျားတို့ပူပူလောင်နေပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးစီမီကြပါစေ ဇနီတော်မိမိတ်ဆွေတွေဒီနှစ်လ25ခုနဲ့အော်တိုဘားလ22ရက်ကနေလကုန်ခီမိတ်ဆွေတို့ရဲ့ရင်ထဲမှာအရာရာကို PO1 အေဂျင့်နဲ့ငင်းကြမ်းကြီးတွေကိုအလိုရှိနေတယ်ဖြစ်ရှင်တဲ့ဆန္ဒလေးတွေလည်းမကြခင်ဖြစ်လာတော့မဲ့ကာလဖြစ်ပြီးတော့စိတ်ချမ်းသာစရာသတင်းလေးတွေမိမိတို့ရဲ့ရည်မှန်းချက်ကောင်းမျှော်လင့်ချက်ကောင်းလေးတွေဟာပြည့်ဝလာမဲ့ကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်တခုစုဖြတ်ပြောခြင်းမရှိပါနဲ့ဒါတော့ဆိုတာအာယုံညနမိတ်ကတာဖြစ်တယ်အရေးကြီးတဲ့မိတ်ဆွေတို့ရဲ့အိမ်အောင်ဘက်တွေပူဇာဘက်တွေတသက်တာတွေမှာတော့တားတော့နဲ့မရဘူးလို့လည်းချက်ပြောလိုပါတယ်ကျေးဇူးတင်ပါတယ် မိတ်ဆွေတော့မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့အေးချမ်းမှုငြိမ်းချမ်းမှုတွေကိုအလိုရှိနေတဲ့ဆန္ဒတွေချိန်စီပေါက်ပြေးသွားမယ့်အပတ်တာကာလဖြစ်ပြီးတော့ဖြစ်ချင်တာကိုဖြစ်လာမယ့်ကာလဖြစ်ပြီးတော့မိမိတို့ရဲ့ရင်ထဲမှာအပြတ်သဘောဆောင်တဲ့အရာလေးတွေတက်အေးချမ်းခြင်းငြိမ်းချမ်းခြင်းနဲ့ဒါလေးတွေကိုတော့ဖြစ်ရင်ကောင်းမှာဆိုတာမျိုးပြဿနာအပြိုင်ဆိုင်အတိုက်ခိုက်တွေကိုနားလည်မှုရှိခြင်းနဲ့တိခါခြင်းနဲ့အဲဆန္ဒလိုအေးအရာအေးချမ်းဖြစ်ရှင်းခြင်းဟာမိတ်ဆွေစနစ်သားမိတွေတို့ကကောင်းမှုနဲ့တေချာအတိုင်းရရှိစေမှာအတေချာပဲဖြစ်တယ် အလုတ်ကအလုတ်ကိုင်းတဲ့ပတ်သက်ရင်အလုတ်လုပ်ငန်းကိုင်းကတိုးတက်အောင်မြင်နိုင်ပါတယ်ယာတို့တိုးခြင်းယာတို့တက်ခြင်းလုပ်ငန်းကိုင်းတဲ့ပတ်သက်လို့ရှိရင်ယာတို့ပြခြင်းလစာဘော၌ဝိညာဉ်တွေကြုံအားတက်တယ်လို့အနေရာတိအလုတ်တိခြာနေသူမိတ်ဆွေများနေရာလုပ်ငန်းကိုင်းကနေပတ်သက်ပြီးတော့ခြာနေသူများပတ်စပို့ဗီဇာနိုင်ငံခြားရဝေးကြီးတို့မိတ်ဆွေများအနေနဲ့ရှေ့လို့ဆောင်ရလို့ဆောင်ရအာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်သောကာလဖြစ်ပြီးတော့ OA ရှာမီပိုင်ဆိုင်ခြင်းသာသမီရရှိခြင်းအစရှိတဲ့အရာမျိုးလေးတွေပိုင်ဆိုင်တတ်သောကာလဖြစ်ကြောင်းထပ်တောင်းပြောကြားလိုက်ပါစီမကုန်းမစို့ဘူးကိုယ်တိုင်း ်ဦးစီးဦးဆောင်ပြီးတော့စိတ်ကလေးနဲ့လှုပ်ဆောင်မှာအောင်မြင်တိုးတက်ခြင်းနဲ့အဆင်ပြေခြင်းနဲ့ရရှိလာပါလိမ့်မယ်။ယာဒူတိုးကိုမျောလင့်နေတဲ့မိတ်ဆွေများယာဒူတိုးချင်းမျိုးလေးတွေယာဒူတိုးတို့အတွက်ခွင့်ရင်လမ်းကောင်းတွေများစွာရရှိတတ်သောကာလဖြစ်ပြီးတော့ကိုပိုင်လုံငန်းစတင်လို့တဲ့မိတ်ဆွေများအနေနဲ့ကျင်းတွေပေါ့ချိန်တိုးဆောင်ရလှုပ်ဆောင်ရလုပ်ငန်းနဲ့ပတ်သက်ရင်ဘာမှမဆိုတိုးချက်အောင်မြင်စွမ်းဆောင်နိုင်သောကာလဖြစ်သောကြောင့်မိတ်ဆွေတို့နဲ့ဘာမှမဆိုဦးစီးဦးဆောင်လှုပ်ဆောင်လို့ရပါတယ်။သို့တော့စပစ်စီရင်နဲ့ပတ်သက်လို့တတိထားပါစာချုပ်စာတမ်းကိစ္စလေးတွေနဲ့ပတ်သက်လို့စကားပြောတဲ့အခါစေတနာလေးဝေဒနာဖြစ်ရတာမျိုးလေးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့မိသားစုကိစ္စအိမ်ရေးကိစ္စလေးတွေမှာ တုံးနဲ့တူတရားနဲ့တရားဒေါသနဲ့ဖြည့်ချင်းတာမျိုးတက်အေဂျင့်ချင်းနဲ့ငင်းချင်းချင်းနဲ့အဖြေရှာတာမျိုးလေးတွေတွေ့နိုင်တယ်အဖွဲ့အစည်းအသင်းဘွဲ့နဲ့ပတ်သက်လာရင်နည်းနည်းလေးအားလဲသောကာလဖြစ်တဲ့အတွက်သတိပြုစင်နေမှာပညာရေးနဲ့ပတ်သက်လာရင်တော့ပညာရေးကြီးတော့နိုင်ငံခြားပတ်စုအစရှိတဲ့လုပ်ငန်းတွေနဲ့တိုးတက်အောင်မြင်နိုင်ပေမဲ့ ်ပညာသစ်သင်ခြင်းပညာသစ်ရှာခြင်းကောင်းပေမယ့်ပညာကြီးမှာလက်ရှိမှာကိုယ်ဝါဒနာမှာပါတဲ့အရာကြီးကိုလှုပ်ဆောင်နေတဲ့အခါမှာစိတ်ပန်းလှုပ်ပန်းပြီးတော့မတိုးတက်တာမျိုးလေးတွေအချင်းချင်း rapid ဆက်ဖြစ်နေပေမယ့်လည်းဘာမှထူးမလာတာမျိုးလေးကြုံရတဲ့အတွက်ပညာကြီးနဲ့ပတ်သက်လာရင်တော့အနည်းငယ်အားနည်းတော့ကာလဖြစ်ပြီးတော့အပြောင်းလဲလေးတွေလှုပ်ဆောင်ရင်ပုံမူအားသာကောင်းမှာပါတယ်ကျမ်းပါရဲ့ ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့မိစေတို့မိသားစုတွေမှာကျမ်းမာရေးညံ့နေသူတွေရှိတဲ့အခါပဲဖြစ်စေကိုကိုကိုတိုင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးရှူချာလာမျိုးဘာလို့လို့အဆင်မပြေရင်တော့ကိုကိုတိုင်ညာအိတ်ညာနေတရက်ကလေးစရီထွက်လိုက်တာမျိုးဆိုရင်ကျမ်းမာရေးကောင်းပြီးတော့အဆတ်ဆာရရအဆင်ပြေအောင်မြင်လာပါလိမ့်မယ်မထင်မှာပဲခྱི་သွားရတာမျိုးလေခྱི་ထွက်တာမျိုးဂျုံကတက်တော့ကာလာပိုင်ချဖြစ်ပါလေခྱི་သွားခြင်းခྱི་ထွက်ခြင်းတွေနဲ့ပတ်သက်လို့ရှိရင်လည်းစစ်တို့ဆောင်ရလှုပ်ဆောင်မှုကောင်းသောကာလာပိုင်ချဖြစ်ပြီးတော့ဘာသာရေးခྱི་တွေမထင်မှာပဲနဲ့တော့ဆနလိုပေါ့ဟိုတွားလိုက်ရတာမျိုးတွေဆွေမျိုးသားချင်း ်မဖြစ်မနေသွားရတဲ့ခရီးတွေပေါ်လာတက်ပြီးတော့ခရီးကိစ္စလေးတွေကြောင့်တော့ငွေကုန်ကြီးကြအများကြီးတက်ပါတယ်ငွေကြီးငွေကြီးနဲ့ပတ်သက်ရင်တော့ဘာမှစိုးရင်စရာမရှိပါဘူးအလုပ်ကိစ္စလေးတွေကြောင့်ရင်းနှီးလိုက်ရတာမျိုးလေးတွေအနာဂတ်အတွက်ကောင်းတဲ့ကိစ္စလေးတွေကြောင့်စုဆောင်းလိုက်ရတာမျိုးတွေအဲဆွေဝယ်လိုက်လို့တန်ဖိုးရှိတဲ့အရာတွေအိမ်ပြီးပစ္စည်းပြီးဘောကတွေဝယ်လိုက်ရလို့အဖက်မတင်တာမျိုးတွေကလွဲရင်ကျန်တာဘာမှမဖြစ်ပါဘူးအဝေးတက်နေရကမိမိရဲ့အိမ်အောင်ပတ်ဇနီးမယားသူမဟုတ်ရင်မိသားစုကိုအကြောင်းပြုပြီးငွေတွေလုံးနေရင်နဲ့ဝင်လာတာမျိုးတွေရရှိတတ်တယ်လို့အငွေရရှိတာမျိုးလက်လွန်ထားတဲ့ငွေကြီးတွေနဲ့ပတ်သက်ရင်ပြန်လည်ပြောဆိုတောင်းမှာအားတာကောင်းလို့တိုးတက်ပြီးတော့ကံကောင်းနိုင်တော့ကာလအပတ်တာပါ ိုက်ချာဖြစ်ကြောင်းနဲ့ငွေကြီးနဲ့ပတ်သက်ရင်တော့ဘာမှညံ့နေတာစိုးစိုးဝါမရှိဘဲနဲ့ခရီးသွားစိတ်ကလေးတွေနဲ့ကြောက်အနေငယ်ကုန်ကြများတာမျိုးကျမ်းမာရေးအလှပါရေးကလေးတွေနဲ့ပတ်သက်လို့အကုန်ကြများတာမျိုးကလည်းကျန်တာစိုးစိုးဝါကဘာမှမရှိတော့ပတ်တာကာလဖြစ်ပါတယ်အရှင်လူငယ်တွေအရှင်နဲ့ပတ်သက်လာရင်တော့မိမိရဲ့ချစ်သူအပေါ်မှာ လွန်မှုကျင်တဲ့စိတ်ကြီးအရင်များနေတာမျိုးမိမိရဲ့ချစ်သူရဲ့အစီမပြေမှုတောင်ကိုပါစိတ်ပေးမရတာမျိုးမိမိချစ်သူရဲ့ကျမညံမှုအလောက်တိုင်းအစီမပြေမှုလေးတွေကြောင့်ကိုကိုတိုင်းမှာလိုက်ပြီးတော့အစီမပြေရတာမျိုးလေးတွေချစ်တဲ့သူကပူပင်ပေးနေရတာမျိုးလေးတွေကြုံရတတ်ပါတယ်အဆက်အသွယ်ပြတ်နေသူတွေတုံးနဲ့တူတယောက်နဲ့တယောက်ဝေးကွာနေသူတွေအတွက်တော့မထင်မဖိနဲ့တည်င်းဆိုးတွေကြားရတတ်သောကာလဖြစ်တဲ့အတွက်သတိပြုဆင်ခြင်ပေးရန်လိုအပ်ကြောင်းနဲ့အဲကိုရဲ့စိတ်ထဲမှာတဏှာစိတ်တွေဒီဖြစ်နေတာမျိုးအဲသူ့ရဲ့လုပ်ငန်းအစီမပြေမှုလေးတွေကြောင့်ကိုကိုတိုင်းစိတ်မချမ်းသာဖြစ်ရတာမျိုးလေးတွေကြုံရတတ်တယ်လို့အဲမိတ်ဆွေတို့သတိပြုပါအနီးကပ်ရှိနေတဲ့သမီးသားများအနေနဲ့အိမ်တော်ပြုခြင်း ်စင်းဆန်ရှင်တွေကရှေ့လိုဆောင်ရလွတ်ဆောင်ရအာသာကောင်းမှုတို့တက်ပေးမယ်လို့လူကြီးမိဘတွေနဲ့တွေ့ဆုံတဲ့အခါမှာစကားနည်းနည်းချော့ပြောဖို့လူကကြောင့်ထလောင်းပြောကြလိုက်ပြတယ်။အိန္ဒာဟိအိန္ဒာဟိနဲ့ပတ်သက်ရင်တော့ကံကောင်းနိုင်ပါလေ။ဝေးကွာနေတော့အိန္ဒာမတ်နဲ့ပတ်သက်လို့ပြန်လဲဆက်တော့ရရှိတာမျိုးတွေဝေးကွာနေသူတွေပြန်လဲတွေ့တာမျိုးပျောက်တော့သူရှာတင်ပြီးမဲ့ကာလဖြစ်တယ်။ သာသမိပညာရေးကိစ္စလေးတွေကြောင့်စိတ်ချမ်းသာသာသမိပညာရေးကိစ္စလေးတွေကြောင့်စိတ်ချမ်းသာရတာမျိုးလေးတွေအခရီးသွားကိစ္စလေးတွေအခွင့်အလမ်းကောင်းလေးတွေပေါ်လာတာမျိုးတွေရရှိတတ်လို့ဒီကံဆန်းရင်ထီထိုးခြင်းတွေအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပါလေမိတ်ဆွေတို့ဒီကာလအတွက်ဒီမှာစနေသာသမိအများစုအနေနဲ့မိသားစုကိုအချိန်များများပေးတာဟာပုံမူပြီးတော့အားသာကောင်းမှုပြီးတော့အချိန်ပေးတင်ကြောင်းနဲ့လူမှုရေးအင်တွေရေးကိစ္စတွေဖြစ်လာရင်ချက်ချင်းဖြည့်ဆင်းတင်ကြောင်းလိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်ဒီအပတ်တာတော့ဒီမှာဂျာစာပရိသသမိများတောက်ကြသသမိများနဲ့တွဲဖက်လို့ကံကောင်းစီပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အဲ ခိုးပြာရောင်တို့နော်မီးခိုးရောင်တို့အစရှိတဲ့ရောင်တွေလိမ်မော်ရောင်တို့ဝစ်ဆင်ပြီးတော့များများဝစ်ဆင်ပြီးတော့လိုရာကိုကိစ္စဆောင်ရည်အောင်မြင်တိုးတက်နိုင်ပါတယ်အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍသုံးကဏ္ဍ၆ကဏ္ဍဖြစ်ပါတယ်အကျိုးပေးကံကောင်းစီတော့အရာဟာတော့အရှိစုစုရဖြစ်ပါတယ်အစစအရာစင်ပေစီရမိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြီးမှုဆောင်ရွက်တဲ့အခါမှာလိုရာကိစ္စကိုမသွားမီလက်ခုပ်လက်ဝါးကလေးပြီးပြီးတော့လိုရာကိုစုတောင်းပြီးတော့ရအောင်မြင်တိုးတက်နိုင်သောကာလဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ ဆက်ဆက်ရရအစီအမီစီယာမှာပြောမိဆရာကနာပြည်နေမိချင်းခွန်ကိုတုံညာ293တုံညာ၄တက်လျှောက် WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်963 5050 5နံမှာဖြစ်စီဆက်သွယ်မိများနိုင်ကြောင်းနဲ့စနေသားမိတ်ဆွေတွေဒီတလတာကိုအဆက်ဆက်ရရငွေကြီးကန်ကောင်းစီပြီးအဆက်ဆက်ရရအစီအမီအောင်ရင်တိုးတက်စီရန်တော့ခလေးငယ်ကလေးတွေကိုချိုးချင်တွေးပြီးစိတ်ခရရနေပြီးတော့ လာပါလာပါမက်ကြီးရဲ့ဆိုပြီးတော့ကုသိုလ်လုပ်တာမျိုးခိုးစားကျွေးရမျိုးငားစားကျွေးတာမျိုးခိုးရင်းစားကျွေးတာမျိုးလေးတွေတော့မဟုတ်ကလေးငယ်လေးကိုချိုချင်ကျွေးပြီးတော့စိတ်ထဲကနေလာပါလာပါမက်ကြီးရဲ့ဆိုစိတ်ထဲကနေ၃ဘောက်တော့ပြောပြီးတော့လောက်ပါကငွေဝင်ပြီးဆက်ဆက်ရရအစင်ပြီးအောင်ရင်တိုးတက်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့စနေသားသမီးမိတ်ဆွေတွေအားလုံးဆက်ဆက်ရရအစင်ပြီးအောင်ရင်တိုးတက်ကြပါလိမ့်ခင်ဗျာ